မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာပန်းတော်နောင်လက်ရေးသားသောငွေရစီဒီရောဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင် ရေလန်းတွင်လှေကိုသာအသုံးပြုခဲ့ရသောကာလမော်တော်သင်္ဘောများတွာလာမှုလွန်စွာနှဲပါသောအချိန်ကုန်းလန်းတွင်လှဲကိုသာအသုံးပြုခဲ့ရသောကာလကားများရထားများတွာလာမှုလွန်စွာနှဲပါသောအချိန်လှဲချမ်းကြီးကိုတည်ဤမောင်းနှင်လာသူကကိုဟုတ်ဆန်းလှဲပေါ်ကောက်ရိုးခင်းပြီးထိုင်စည်းလာသူကကိုဟုတ်ဆန်း၏အဖေဥဟုတ်ရှင်ဥဟုတ်ရှင်ကဟိုရင်းဒီခါဖြစ်နေသောလှဲချမ်းကြီး၏နာရန်လက်ကင်တိုင်များကိုခိုင်ခိုင်ကင်နာသည်ခိုင်ခိုင်ကင်မထားလျင်လဲလှဲပေါ်မှလိမ့်ကြမိမှတေကြသည် လှဲလန်းကိုပီပီပင်ပင်မဖောက်ရသည်စပားရိတ်သိမ်းပြီးသားလှဲချမ်းကြီးကိုဆွဲရသည်နွားညီနောင်ကဥဟုတ်ရှိန်၏အိမ်မွေးချမ်းမောက်များဖြစ်သည့်အကြီးကောင်ကအောင်မောင်းအငယ်ကောင်ကအောင်စော်ဖြစ်သည်အောင်မောင်းနှင့်အောင်စော်နွားညီနောင်ကကောက်ရိုးပြက်များထဲတွားရသည်ကတဲ့ရိုးများကိုကြော်ရသည်မညီမညာချိုင်းကွက်များမြေးမဆိုးမချောက်များကိုကြော်ရသည်ဒီကြားထဲဟင်းသာရိုးအဖျားကိုပင်ကြော်ခဲ့ရသည်ဟင်းသာရိုးအဖျားသည်လှဲပိန်းတဝက်နီးပါးမြုပ်အောင်ရေခံနေသေးသည် ချွေများတျှော်ျှော်စီးကြနေအောင်နေပူပြင်းပြင်းအောက်တွင်လှည့်ချမ်းကြီးကိုဆွဲရတော့လဲနွားညီနောင်ကတခင်တွက်တောင်းဝန်ကျေသည်လှည့်ချမ်းကြီးပေါ်တွင် ထိပါတော့လဲဥဟုတ်ရှိန်ကထိမဆောင်ရဲ့ထိဆောင်လိုက်သည်နဲ့မင်းတို့ကနင်းနေမှကိုချင်းမစားဘူး ထွေတထဲတဲ့ဘာတထဲလဲလူစိတ်မရှိတဲ့ကိုချင်းမစားတဲ့တထဲလှဲဆွဲရတဲ့နွားတွေကိုမတနာဘူးဆိုတော့ပြစ်တင်ကျင်းပေါင်းတန်နဲ့ကိုရောင်ဖြောက်တဲ့ကဲသူဟိုတစ်ပင်ဒီတစ်ပင်တော့ကိုချုံဒီချုံနဲ့ပုံနေတော့တော်ရင်လက်နက်ကင်များရောက်လာကစင်းဆိုပြီးလှဲပေါ်မှာဆွဲချကြပြီပြီးတော့လှဲထောက်ခိုင်းပြီးနွားညီနောင်ကိုဖဲ့ခိုင်းလျက်လှဲပေါ်တွင်ထီဆောင်လာသူကိုလှဲတဘူအောက်သို့ဝင်စေပြီးနွားလိုလှဲဆွဲခိုင်းမိကိုတိထားသောကြောင့်ထီမဆောင်ခြင်းဖြစ်သည်ဟဲ့နွားဟုလှဲမောင်းရင်ကိုဥစံကသူ့အဖေဘက်သို့လှဲ၍ နီးဗီလာအဖေဟုမေးလိုက်သည်မနီးသေးဘူးကနောက်ထပ်15မိနစ်မိနစ်20လောက်မောင်းရအောင်မယ်ဟုဦးဟုရှင်ကပြန်ပြင်းရင်ညကမှတ်သောအိမ်မက်ကိုတတိယလိုက်သည်အိမ်မက်ထဲတွင်အိပ်ပျော်နေသောဦးဟုရှင်ကိုလူတစ်ယောက်ကလာနှိုးသည်အိပ်ဆက်သောဦးဟုရှင်ကနှိုးလာပြီးသူ့ကိုနှိုးသူကကြည့်လိုက်သည်ထိုသူမှာလွန်ခဲ့သော10နှစ်ကကွယ်လွန်ခဲ့သည့်သူ့ဖခင်ဦးဖိုးမြင့်ဖြစ်နေသည်ဦးဖိုးမြင့်ကရွှေရောင်ဝတ်စားများကိုဝတ်ဆန္ဒသည်ဟာအဖေနတ်ဖြစ်နေတာလားသူ့အမေကိုသူ့အဖေကနတ်မဟုတ်ဘူးဥစ္စာဆောင်ဟုဖြေသည် ဥစ္စာဆောင်ကမိန်းကလေးတွေဆိုဝှက်ထားတာလဲအစိမ့်အောင်လေးဆိုဥစ္စာဆောင်မလေးတွေကအစိမ့်အောင်ဝှက်တယ်ဆိုတာမှန်တယ်ငါကသူတို့ရဲ့အကြီးအကဲဟုဆိုပြီးမင်းကိုတတိပေးမယ်လွန်ခဲ့တဲ့ဆယ်နှစ်ငါတည်ပြီးကလေးကဥစ္စာဆောင် ဖြစ်တာမကျွတ်လွတ်သေးဘူးဖះရတိုက်ကိုစောင့်နေရတယ်အဲ့ဒီနှစ်တွေတုန်းကမင်းကမချမ်းသာသေးဘူးတတိမဖြစ်သေးဘူးအခုတတိဖြစ်နေတာငါသိတယ်မင်းဒီတိုင်းဘာကုသိုလ်ကောင်းမှမလုပ်ဘဲနဲ့မကြခင်မင်းဓမြတိုက်ခံရလိမ့်မယ်အသက်ခံရလိမ့်မယ် ဒီတော့ဓမြတိုက်တာလည်းမခံအောင်မင်းလည်းတသက်လုံးချမ်းချမ်းသာသာနေအောင်ကုသိုလ်ကောင်းမှုတွေလုပ်ပါနောက်ဘဝမှာလည်းချမ်းသာအောင်မင်းငယ်ငယ်ကငါတို့မိသားစုတွေနေခဲ့တဲ့ဖျားကုန်းမှာဇီးရီတဲပြီးပူဇော်ပါရှေးအောင်ဇီးရီတော်ကြီးပြည့်စည်ရိုးရင်းနေတာကိုအစ်စ်မွန်းမှန်တီလူပူဇော်ပါဇီးရီတဲဖို့ရွှေရင်ငွေတွေငါပေးမယ်မင်းရဲ့ချွေးထဲစာနဲ့ရှာလို့ရထားတဲ့ငွေတွေကိုလည်းဇီးရီတဲတဲ့တဲ့ထည့်ရမယ်ဇီးရီတော်ကြီးကိုထီတော်တင်လူပူဇော်ပြီးရေဆက်ချအမြောက်ဝေတဲ့အခါဇီးရီတော်ကြီးရဲ့မူလအလှူရှင်တွေရဲ့နာမည်ကိုမသိပေမဲ့ဖိတ်ခေါ်ပါငါ့ကိုလည်းဖိတ်ခေါ်ပါ ငါတို့ကိုတုံးချိန်တုံးကဖိတ်ခေါ်ပြီးကုသိုလ်ကောင်းမှုတွေကိုအမျှပေးပေးပါတယ်လို့တုံးချိန်တုံးကအမျှပေးဝေပါမူလအလူရှင်တွေကငါတို့ရဲ့ဘိုးဘေးတွေငါကမင်းဇီရီတဲပြီးအမျှဝေတာကိုတာရုခေါ်အားမှာကျွတ်လွတ်မှာငါကျွတ်လွတ်ခြင်းပြီးမနေ့ပြန်မင်းတို့သားဖဖះကုန်းကဇီရီဟောင်းရှိတဲ့နေရာကိုလှဲနဲ့ဆက်ဆက်လာခဲ့ပါအန်ဒီရီကင်းအောင်ငါဆောက်ရှောက်ပေးမယ်။ဇေဒီဟောင်းကိုရောက်ရင်ငါပေးတဲ့ရွှေတွေငွေတွေကိုမင်းရပြီဟုပြောပြီးအိမ်မက်ထဲမှာလန့်နိုးလာခဲ့သည်။ ဥဟုတ်ရှင်ကသူ့ဖခင်ဥဖိုးမြင့်ကိုယုံသည်သူတို့မိသားစုကတရုတ်ကပြတွေဖြစ်သည်ထို့ပေမဲ့သူတို့ကဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူတွေဖြစ်သည်ဆိုခဲ့သည်မြဲစေဆိုသည့်စကားနဲ့အညီဂရိတီလူတွေလည်းဖြစ်၏ ထို့ကြောင့်ဥုံရှင်ကသူ့သားကိုဟိုဆန်းကိုခေါ်ပြီးဖះကုန်းသူ့ထွက်လာခြင်းဖြစ်သည်လဲပေါ်ထိုင်ရင်မျက်လုံးမဲ့၍လိုက်ပါလာသောဥုံရှင်သည်ရှေ့ကဇီရီပြတ်မဟုတ်လားအဖေဆိုသည့်ကိုဟိုဆန်း၏စကားကြောင့်မျက်စိဖွင့်ကြည့်ပြီးဟုတ်တယ်အဲ့ဒီဇီရီတော့အဟောင်းပဲအဲ့ဒီဇီရီတော့အဟောင်းကိုကြီးညိုစရာကောင်းတဲ့တပ်ပယ်စရာကောင်းတဲ့ဇီရီအစ်စ်ဖြစ်အောင်ဒုမိသားစုကပြန်တယ်လူရမယ်ဟုပြောလိုက်သည်ကိုဟိုဆန်းကလှဲကိုရက်လိုက်သည်လှဲပေါ်မှာခုံစင်းပြီးလှဲထောက်ထောက်သည် ထိုစဉ်လှဲပေါ်မှဆင်းဟန်ပြင်းနေသောဥဟုတ်ရှင်ကိုမစင်းနိုင်ဖို့အဖေခဏလေးဟူတာကလှဲပေါ်တွင်ခင်းရသည့်ကောက်ရိုးများကိုဆွဲပွေပြီးလှဲအိမ်နောက်ဖက်မြေပြင်ပေါ်သို့ခင်းပေးလိုက်သည်လေပေါ်မှာဥဟုတ်ရှင်ဆင်းလာပြီးနောက်တာဖာနူဇီဒီဟောင်း၏ခြေတော်ရင်းသို့တွားကြသည်ဇီဒီဟောင်းမှာအုပ်ပုံကြီးကဲ့သို့ဖြစ်နေပေပြီ ဦးအောင်ရှင်ကယူလာသောအမွှေးရိုင်နှင့်ဖျောင်းနိုင်များကိုထွန်း၍ဇီရီတော်ကိုပူဇော်သည်။တာဖာနှစ်ယောက်ကဇီရီတော်ကိုယူသေးလေးမြစွာကတော့ကြသည်။ဦးအောင်ရှင်ကသူ၏ပင်ကိုကျယ်လောင်သောအတံဖြင့်ပရိကြီးဆက်တုပ်ကိုယူဆိုသည်။24ပစ္စည်းပဋ္ဌာန်းဒေသနာတော်ကိုလည်းယူဖတ်သည်။ရသမြတက်သမြသောဖျားကုံတော်တရားကုံတော်များကိုယူဖတ်ပူဇော်ကမူလအလူရှင်များနှင့်သူဖခင်ဥဖို့မြင်ပါဝင်32ပုံသားများအားမြစ်တာဖို့အမျှဝေသည်။ ဥဟုတ်ရှင်က ထိုးထိုးပြုလုပ်နေစဉ်တွင်ကိုဟုတ်ဆန်းကဇေယျတော်ပတ်လည်နှင့်မနီမဝဲနေရာများကိုလိုက်လံကြည့်ရှုသည်။အုတ်ချက်အကောင်များအကျိုးများမှန်ကွဲစာများကိုတွေ့ရသည်။မှန်ကွဲစာများ၏ပုံသဏ္ဍာန်မှာဇေယျတော်ကိုမှန်သင်္ကန်းကတ်လိုခဲ့သည်ဟုကိုဟုတ်ဆန်းယူဆသည်။ဒါရီကမှန်သင်္ကန်းကတ်ထားတာတွေဖြစ်ရမယ်။မူလအလူရှင်တွေလှူတာတော့ဟုတ်မှာမထင်ဘူး။ဒုတိယတတိယအလူရှင်ကမှန်သင်္ကန်းကတ်လူပူဇော်ခဲ့တာထင်တယ်ဆိုတော့အတွေ့ဖြင့်မြေပြင်ပေါ်ကျနေသောမှန်စ၄-၅စကိုကောက်ယူကြည့်ရာငွေပြားတစ်ပြားကိုမြင်လိုက်ရသည်။ ဒီငွေများကငွေရင်းကားများနဲ့တောင်တူသေးတယ်။ငါအိမ်ကိုခဏယူသွားပြီးဈေးဒီအစ်စ်တဲထာပနာတဲ့ပြန်ထည့်လူပြီးပူဇော်မယ်ဟုတွေးကာကောက်ယူလာခဲ့သည်။သူကဲ့သို့သူကောက်ယူလာခြင်းကိုလည်းသူ့ဖေဥဟုတ်ရှင်အားမပြောမိပေ။အိမ်သို့ပြန်ရောက်သောအခါကိုဥစန်းကအဲ့ဒီငွေများလေးကိုသူ၏အကျွေးစိတ်ထက်သည့်စုဘူးတဲ့သို့ထည့်ထားလိုက်၏။သူတွင် စုဘူးနှစ်ဘူးရှိသည်။တဘူးကငွေ၁၉ဘူးတဘူးကအကျွေးစိတ်တွေထည့်သည့်ဘူးဖြစ်သည်။သူအချိန်က၅ပြား၁၀ပြားတက်မှတ်တကြက်ဆိုတဲ့အကျွေးစိတ်လေးတွေတုံးဆွဲနေတဲ့အချိန်ဖြစ်သည် ူထိုးခဲ့သူထဲထားခြင်းအားမြည်သူများမသိထိုးနောက်မကြခင်မှာပင်ကိုဦးဆိုင်တို့လုံးရရန်လာခဲ့သည်ရားလုံးရဲ့သူကုတ်ဖဲ့တာကိုသူ့အဖေနဲ့ကြံသူများကမြင်တော့ဟောက်အောင်ဘာဖြစ်နေရလဲရားလုံးဟုဆိုတော့ကိုဦးဆိုင်အကိုကမတင်ကားသည့်မျက်လုံးနဲ့ကြည်ကိုဦးဆန်းကအစားတောင်းကျန်းသူဆိုတော့ဒီကောင်အစားတောင်းတောင်းကျန်းလို့ဖြစ်တာထင်တယ်ဟုပြော၏ညီမလေးကရော့ကိုကိုဒီစေးလေးတောက်လိုက်ဆိုပြီးကိုဦးဆန်းကိုအရာပြောက်တဲ့ဈေးတိုက်၏သူ့ပေမဲ့မပြောက်ပေကိုဦးဆန်း၏ညီလေးကလည်းကျွန်တော်စေးလေးပေးမယ်ဆိုပြီးအရာပြောက်တဲ့လိန်စေးတွေကိုလိန်ပေးပါသည် ဒါပေမဲ့ကိုဦးဆန်းကတော့ယာတုံကုတ်ဖေးရတော့မှပဲဒီတော့အမေကအာဘာလို့မိလဲစဉ်းစားစမ်းဟုပြော၏ထိုအချိန်ကကိုဦးဆန်း၏အသက်က38နှစ်ပဲရှိသေးသည်ကျွန်တော်မဟုတ်တာဘာမှမလုပ်ဘူးမေအရက်လည်းမတော့ဘူးထေရောင်မတော့ဘူးစစ်လေလည်းမတော့ဘူးကိုမစားဘူးမိမလည်းလိုက်မစားဘူးရီးစားတော့မထားဘူးသူများအသက်ကိုလည်းမတတ်ဘူးသူများအကျိုးပြည့်စည်ပါစေဆိုတဲ့စိတ်နဲ့လည်းလိမ်မပြောဘူးမူသားလည်းမပြောဘူးမူသားမပြောဘူးဆိုမှကိုဦးဆန်းသည်သူစီရီဟောင်းကယူလာခဲ့သည့်ငွေပြားတစ်ပြားကိုတရိပ်ရသွားခဲ့သည်ထို့ကြောင့် ဂျေဒီဟောင်းနာကငွေပြားတပြားကိုတော့ကျွန်တော်ယူလာမိပါတယ်ဟုဖွင့်ပြောဖို့ပြင်ပေမဲ့နှုတ်ကမထွက်နှုတ်ပိတ်ထားခံရသလိုဖြစ်နေသည်ညောက်တော့လေကိုဟုတ်စမှာအိပ်ွေမရတကူလုံးမှာရာရံနေသည် ကိုဦးစန်းကြီးအဖေကတော့အိတ်မပြောဘဲနဲ့သူ့ဤနားထဲမှာကြားနေရသည့်အတန်များကတော့မင်းရဲ့သားကဖះကုန်းစီရီဟောင်းနာကငွေပြားတပြားကိုယူလာခဲ့တယ်။အဲ့ဒီငွေပြားကငွေရဖြစ်တယ်။ငါကအဲ့ဒီငွေရပြားကိုမင်းရဲ့သားမြင်ပြီးကောက်ယူအောင်ထားခဲ့တာ။ငါမင်းကိုအိမ်မက်ပေးခဲ့တဲ့အချိန်ဖះကုန်းစီရီဟောင်းကိုမွတ်မှန်ပြီးအစ်တီလူတဲ့တဲမှာငါရွှေရီငွေတွေပေးမယ်လို့ပြောတဲ့အချိန်ရွှေရီငွေတွေပေးခြင်းလို့ငွေရပြားကိုမင်းရဲ့သားကသူ့ငွေစုဘူးတဲ့ကိုထည့်ထားခဲ့တာ။အဲ့ဒီဘူးကိုဖွင့်ကြည့်။သူ့စုထားတာအကျွေးစွေတွေပဲ။ ငါကရွှေတုံးလေးတွေရှေးတောင်းလေးတွေထည့်ပေးထားတယ်။ငွေတွေကိုတော့ဈေးကြီးတော်ကတ်ခန်းကြီးမှာပေးမယ်။ငွေရပြားကိုတော့ဈေးကြီးဟောင်းဘေးကယူခဲ့တဲ့နေရာမှာပြန်ထားလိုက်။မင်းသားနောက်ကိုဘရောမှမရတော့ဘူး။ငါပြောသလိုသာဆက်ဆက်လုပ်လိုက်ဟုပြောသွားသည်။တော်တော်တော့ထူးကြသည်။ ဥပုပ်ချိန်နဲ့ကိုဦးစန်းတို့ငွေရပြကိုဖျားကုန်းစီဒီအောင်တို့တော့ပြန်ထားခဲ့ကြသည်ထို့အချိန်မှစ၍ကိုဦးစန်းလည်းမရတော့ပေကိုဦးစန်းတို့ဖျားကုန်းစီဒီအောင်ကိုအစ်စ်ဒီလူသာထီတော်ပင်ဆက်ကပ်ခံနေပြီဒီတခါတော့ဘာမှရမမဖြစ်စေနဲ့ဦးစင်းကြီးဦးတော်မနဲ့ရန်ကုန်ကိုလိုက်သွားပြီးထီတော်ဝဲဟုဆိုပြီးကိုဦးစန်း၏အဖေကပြော၍သူ့ပတ်စံထည့်ထားသည့်တစ်တာကိုဖွင့်လိုက်တော့ပတ်စံအဟောင်းတွေကိုဖိပြီးကြက်ကြက်တိတ်တိတ်ထည့်ထားသည့်ပတ်စံအစ်စ်တွေက၁၀သိန်းတည်တည်ထို့အချိန်က၁၀သိန်းဆိုတဲ့ငွေတန်ဖိုးကအများကြီးဖြစ်သည် ကိုဟုတ်ဆန်းကိုခေါ်တော့ဥဟုတ်ဆန်းကြီးရှေ့လျားထွေပြသောစကားဆုံးနဲ့စာရေးသူကဇေဒီတော်ရဲ့ဘွဲ့တော်ကိုငွေရစေဒီတော်လို့ဘသူက စက်ကတ်ခဲ့တာလဲဗျ။ရွာလေเจ้าကဆရာတော်ဗဒ္ဒနာဝိတာရဒပေးခဲ့တာ။ငွေရစေဒီတော်ဆိုတဲ့ဘွဲ့တော်ရဲ့ရှေ့မှာရွှေမရှားငွေမရှားဆိုပြီးထည့်ခဲ့တာရော။ ဇေဒီတော်ကိုလာဖူးတဲ့လူတွေကဖះဘူးဝင်ဆုတောင်းကြတယ်တဲ့သူတို့တောင်းတဲ့ဆုကစုပေါင်းရဟန်းခံရှင်ပြုပွဲကျင်းပကြလို့တိတ်ဆောက်လို့လူတန်းကြလို့ဓမ္မယုံဆောက်ကြလို့ဆိုတဲ့ကောင်းမှုကုသိုလ်တွေကိုပြုနိုင်မှုရွှေရင်ငွေတွေပေးပါရွှေရင်ငွေတွေရပါစေဆိုပြီးဆုတောင်းခဲ့တာတွေပြည့်လို့တယ်ဗျာရွှေရင်ငွေတွေတကယ်ပဲရသလားရတာပေါ့ဗျာအဲ့ဒီတော့ကရွှေတုံးရွှေကလေးနဲ့ငွေပြားလေးတွေကိုရကြတယ်ငွေပြားတွေကငွေရားတွေလားမဟုတ်ဘူးကြောပြင်ပုံပါတဲ့ငွေပြားတွေ အခုဒီရွှေတွေငွေတွေရတော့မဲ့လားလူတွေကစုတောင်းတော့မဲ့လားလူတွေကတော့စုတောင်းတော့မှာပဲဒါပေမဲ့အခုတော့မရတော့ပါဘူးဘာလို့ဆိုတော့ဆရာတိရဲ့အတိုင်းလူတွေမှာလောဘဒေါသမောဟအတ္တတွေကတော်တော်များလာတာကိုကုသိုလ်တပည့်ငရဲတပိတ်သာဆိုသလိုကုသိုလ်လုပ်ချင်တာကနည်းနည်းပါဗျာဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်